NFT ကပါလေဒုက္ခပြန်ရောက်တော့မှလာဒီပုံတွေကိုလွန်ခဲ့တဲ့3နှစ်လောက်ကတင်းထောင်ချီပြီးဝယ်ခဲ့ကြရတယ်ဆိုရင်ရုံမလားဒီတိုင်း screenshot ရိုက်လိုက်ရင်တော့ save လုပ်ရတဲ့ပုံတွေကိုဘာလို့သူတွေကပတ်စံပေးပြီးတော့ဝယ်ခဲ့ကြတာလဲဒါတွေကအခုလက်ရှိမှာရောထပ်ပြီးရောခေစားလာအောင်မှလားဆိုတာတွေကိုဒီဗီဒီယိုမှာကြည့်လိုက်တာနဲ့ရှင်းသွားပါလိမ့်မယ်ဒီပုံတွေကတမန်ဆွဲထားတဲ့ပုံတွေမဟုတ်ပါဘူးသူတို့ကို NFT လို့ခေါ်ပါတယ်ဆိုတော့ NFT ဆိုတာဘာတွေလဲ NFT ရဲ့အရှိကောက်က non fungible token မှာသူ့ရဲ့အတိတ်ဘယ်ကတစ်ခုချင်းစီမတူညီတဲ့အစားထုံးမရတဲ့ token ဖြစ်ပါတယ်။ဥပမာ Bitcoin ဆိုရင်သူ့ coin တိုင်းကအတူတူပါပဲ။ NFT တွေကြတော့တစ်ခုစီတိုင်းမှာမတူညီတဲ့တန်ဖိုးရှိပါတယ်။ပုံတွေကိုဒီတိုင်း screenshot ပြီးတော့ဖုန်းထဲမှာတင်ထားလို့ရတယ်ဆိုပေမဲ့ တခုစီတိုင်းကို blockchain နည်းပညာနဲ့သိသိထားတာမို့လို့ကိုယ်စီမှာအဲ့ဒီ token မရှိဘူးဆိုရင်ဒီပုံတွေကတမိုးမရှိပါဘူးကိုယ့်ရဲ့ crypto wallet ထဲမှာဒီ token ရှိမှကိုတကယ်ပိုင်နာပေါ့ ပကြီးတပ်ပုံသချင်းတွေကို NFT အနေနဲ့ရောင်းဝယ်နိုင်ပြီးတော့ Game Day မှာလည်း Skin Tree NFT အနေနဲ့လုတ်ခင်းကြပါတယ်။ NFT တွေခေတ်စားလာခဲ့တဲ့အကြောင်းရင်းကတော့ပတ်စံလွလွနဲ့ရောင်းမယ်ဆိုတဲ့ယုံကြည်မှုကြောင့်ပါပဲ။2021ခုနှစ်မှာ Crypto နဲ့ Blockchain ပညာတွေလူသိများလာတဲ့အခါမှာ NFT တွေကို Digital Art Collectible Gaming နဲ့ Music Membership စတဲ့အရာတွေမှာသုံးလို့ရတယ်လို့ကျင်းပခဲ့ပါတယ်။ Justin Bieber လိုမျိုးနာမည်ကြီးအမှုပညာရှင်တွေက NFT တွေဝယ်လာတဲ့အပြင်ငွေလွလွနဲ့ ဲ့ရောက်ခဲ့လို့ NFT တွေတံပိုးမြင့်တက်ပြီးတော့ခေစားလာခဲ့ပါတယ်။အချို့က NFT ကိုပေးကွန်လိုမျိုးရရှိမှအမြဲတံပိုးတက်မယ်လို့မျှော်လင့်ပြီးတော့ဝယ်ခဲ့ကြပါတယ်။အထူးကကတော့ hype ဖြစ်ပြီးတော့လူတွေဝယ်လို့လိုက်ဝယ်ချတာပါပဲ။တကယ်လေလက်တွေမှာဘာမှမဟုတ်တဲ့အမြပုံတွေဝယ်ဝံပုံတွေကဒေါ်လာထောင်စီအမြဲရသွားလို့လူတွေကလောဘကြီးလာကြတယ်။မကြပါဘူး။2022ခုနှစ်ကလမှ crypto လောကကပြဿနာတွေရှုပ်ကုန်လို့အဲ့ဒီမျှော်ရုပ်တွေလည်း90ရာခိုင်နှုန်းလောက်အထိကိုဈေးကျသွားတာအခုထိပါ ဒါဆိုရင် NFT တွေပြန်လာနိုင်လား NFT တွေပြာလာနိုင်မလားဆိုတာကသုံးဆွဲသူတွေ NFT ကိုဘယ်လိုအသုံးချမလဲဆိုတာပဲအထူးကဖြစ်ပါတယ်။2021မှာ NFT တွေခေတ်စားခဲ့တာက hype လူသိများမှုနဲ့အနာဂတ်မှာဈေးတက်မယ်ဆိုပြီးတော့ယုံကြည်မှုတွေကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့အခု NFT ဈေးကွက်တွေမှာရောင်းဝယ်မှုနည်းသွားပြီးတော့တန်ဖိုးကျနေတယ်။အထူးကအကြောင်းရင်းကလက်တွေ့အသုံးချမှုမရှိဘဲနဲ့ pop pop ပဲပဲ NFT တွေအများကြီးထွက်လာခဲ့ပြီးတော့အများစုက ponzi scheme လိုမျိုးပထမဦးဆုံးဝယ်တဲ့သူတွေပဲမြတ်ပြီးတော့နောက်ဝယ်တဲ့ ဲ့သူတွေကအလင်းခံခဲ့ရလို့ပါနောက်ပြီး NFT တွေပြန်ပေါ်လာဖို့အတွက်တကယ်လက်တွေ့ဘဝမှာအသုံးဝင်တဲ့ NFT တွေမှပဲရရှိမှာတန်ဖိုးထိန်းထားနိုင်မှာဖြစ်ပါတယ်ဥပမာဒီ NFT ကရှိရင် Tomorrowland လိုမျိုးပွဲတွေကိုတက်ခွင့်ရမယ်ဆိုတာမျိုးပေါ့ဒီတိုင်းပေါ်တော့ပုံကဘာမှမထူးဘူးဆိုရင်တော့ဘယ်သူမှရရှိစိတ်မဝင်စားလာဘူးပေါ့ ပူကဒီပုံတပုံဟိုကြိုက်တယ်ဆိုရင်နော်ဆက်ဖရှော့ရိုက်ပြီးတော့တင်ထားလို့ရနေတာကိုပစံအကောင့်ခံပြီးတော့ဘာဖြစ်လို့ပွင့်နေရမှာလဲ NFT တွေပြလာနိုင်မဲ့နောက်ထပ်အကြောင်းအရာတစ်ခုကတော့ gaming NFT တွေပါပဲ game ဆော့ရဲလူတွေဆိုရင် game နဲ့က skin တွေကဘာလဲနားလည်မှာပါ game မြန်မာ NFT တွေကို skin weapon character တို့လိုမျိုးအသုံးချနိုင်ရင် NFT တွေပြန်ပြီးတော့ခေစားလာမှာပါဒါပေမဲ့အခုခေတ်မှာ NFT တွေအစား main coin တွေကိုပဲလူတွေက မျက်စိကျနေကြပါတယ် NFT ရရောမင်းကွိုင်းနေရောကခစ်စားမစီထတက်တာမျိုးဒိနာမျိုးအများကြီးရှိလို့ခင်နိုင်ရင်တော့ Bitcoin လိုမျိုးစိတ်ချရတဲ့ Crypto ပိုင်းတွေကိုဝယ်စုတာကပိုပြီးတော့တင်တော့ပါတယ် Crypto မိတ်ပတ်ကယင်းနှမြောင်းတဲ့ဘို Financial Advice လုံးဝပေးမှာမဟုတ်ပါဘူးယင်းနှမြောင်းတဲ့ဘို Mobile ခင်မှာကိုရိုင်းတိချောက်စွာလေ့လာပြီးမှဆုံးဖြတ်ဖို့အကြံပြုပါတယ် Crypto တွေကြောင်းလေ့လာနေရင်မသိတာရှိလို့မေးချင်တယ်ဆိုရင်တော့ Crypto Mate ရဲ့ Telegram Group ကို Join ထားလို့ရပါတယ် Group ကလင့်ကို Deposit အောက်မှာချပေးထားပါမယ် Crypto Trading လုပ်ဖို့အတွက် Crypto Exchange account တစ်ခုမှရှိသေးဘူးဆိုရင်လည်း Binance မှာအခုပြထားတဲ့ Crypto Maker Referral account နဲ့ account ဖွင့်ထားလို့ရပါတယ်။ဒီ account နဲ့ဖွင့်ထားတဲ့ account ဆိုလို့ရှိရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees တွေကမှ20%ကိုအမြဲတမ်း lifetime အနေနဲ့ discount ရမှာဖြစ်ပြီးတော့ Crypto Maker လုပ်တဲ့ gamble တွေက reward တွေကိုလည်းရနိုင်တာဖြစ်တဲ့အတွက်ကြောင့် mobile issue မှာအများကြီးကျွရှိမှာဖြစ်ပါတယ်။ဒီနေ့ video လေးကတော့တလောက်ပါပဲ။ Crypto Maker နောက် video မှာပြန်တိစားပါပေါ့။